ဇလန်လေးကိုအစားကနေဆုံးထိလိုက်ပါလို့နာဆင်ပေးပါအောင်ရှင်။သူ့အမနဲ့ကျွန်တော်မင်္ဂလာဆောင်ပြီးရဲ့နောက်ပိုင်းနှစ်ပေါင်း၅နှစ်ကျော်ကာလကစပြီးသူမဟာဒါပေမဲ့ကျွန်တော်တို့မြန်မာစကားမှာသူမဆိုပေမရှိ။ဒါကြောင့်သူကလေးဟာကျွန်တော်ရဲ့ခင်မပဲ။အဲ့ဒီသူကလေးရဲ့အမည်မှာသူတို့မွေးခြင်းပေါက်ဖော်ရီတဲမှာအထွေဆုံးဖြစ်တော့နမအိုနောက်ကြတာအလားခက်လီလီခက်ညက်ညက်တေးသေးကွေးကွေးလေးဖြစ်ရတယ အထွေးမှာအငယ်စင်းရဲ့ခင်ထွေးငယ်ဆိုပြီးတော့ဖြစ်တယ်။အားလုံးကတော့သူ့ကိုငငယ်လို့ခေါ်ကြတယ်။ကျွန်တော်ကခင်ထွေးလီလို့တခါတရံစမိရင်ငငယ်တယောက်အလွန်စိတ်ဆိုးရယ်။အသက်အားဖြင့်ဆိုရင်ငငယ်ဟာ22နှစ်ရှိပြီ။မက်ထရစ်တနေ့ကြပြီနော်။ကျန်းမာရေးအခြေအနေအရကျောင်းဆက်မနေသူလေးဖြစ်တယ်။ကျောင်းထွက်လိုက်ရအောင်ပင်ငငယ်ကျန်းမာရေးကဆိုရလှကြည်ရယ်။ကျွန်တော်ဟာဆောင်းဝန်တယောက်ဖြစ်တဲ့အတိုင်းငငယ်ကျန်းမာရေးမှာဘာတခုမှအကြံပေးခြင်း ကုသခြင်းပြုနိုင်ခဲ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအစိုးရလာကစားဆောင်ဖြစ်တဲ့အတိုင်းဟိုးရောက်တရားအမျိုးမျိုးအနေနဲ့ခြားခြားလဲနေရကြောင်းငငယ်တို့နဲ့ဝေးခဲ့တယ်။အခုမှပင်ခြားခြားလဲပြန်နေ။တောက်ခမကြီးဝေရှိရဲ့ကျွန်တော်ဇနီးရဲ့ချက်ကြွေရွှေမျိုးတော်ကိုရောက်ရှိလာတော့တယ်။ဝင်းနေစဉ်ကမူဝင်းနေပြီးငငယ်ကျမ်းမာကြီးကိုမဆွေးနွေးနိုင်ခင်။နိနိကက်ကက်ရှိပြန်တော့ငငယ်တယောက်ကသူ့ကျမ်းမာကြီးအတွက်ကျွန်တော်ကိုဆွေးနွေးဖို့ဝန်လေးနေပြန်တယ်။ အထိုင်အလျောက်ပင်ကျွန်တော်ကငငယ်ရုပ်တင်ပြင်ကိုကြည့်ပြီးအေးအေးဆေးဆေးကလေးတွေလောက်ပေးမိရဲ့စိတ်ကတော့ထင်နေဒါပေမဲ့ကျွန်တော်စိတ်ထင်တိုင်းသာဟုတ်တယ်မှန်နေဆိုရင်ကျွန်တော်လောက်တော်တဲ့ဆီအောင်ဟာရှားပေလိမ့်မယ်ကျွန်တော်ထင်တာကအပြိုရွယ်လေးပရင်မိရဲ့မမှန်တာပဲလို့အကြံဖြင်းလောက်ထင်ခြင်းဖြစ်တယ်မဆွေးနွေးလာတာကြောင့်ကျွန်တော်ကလည်းဘာမှမမေးမေးရဖို့လည်းမသိစီနာရီပူတယ်လို့အများကဆိုကြပေလိမ့်မယ်ဒါကြောင့်ကျွန်တော်ကဘာမှမဆက်စုံဝင်ကြည် ဒါပေမဲ့ကျွန်တော်တို့ရောက်ပြီးတလားမြမပြေးမီငငယ်ရဲ့အဖြစ်တနည်းမှန်ကိုကျွန်တော်သိရလေရော့တယ်။တညာချမ်းမှာဆော့ဆော့ပိုင်းမှာငငယ်ရအလိုလေးအမက်လေးအမေရဲ့တာပြီးတော့လူလွန်ငိုကျင်းနေရဲ့ကျွန်တော်ဇနီးနဲ့ကျွန်တော်ရခမကြီးကိုလည်းပြာလောင်ခန့်နေကြတယ်။ကျွန်တော်ဇနီးကကျွန်တော်ထံအပြေးလာပြီးငငယ်ရဲ့အဖြစ်ပေါ်အလုံးစုံကိုပြောပြတယ်။ဆရာလာပင့်ချင်းမဖြတ်လေရဲ့ငငယ်ကရှက်နေရဲ့ဟာဒါရှက်ဖို့လား ကျမရဲ့ကိစ္စမှာရှင့်နေဒုက္ခများတတ်တယ်နော်အခုပဲငငယ်ဒုက္ခများနေပြီမဟုတ်လားကျွန်တော်ကငငယ်မရှက်စေဖို့ခက်ဟာပြောလိုက်ရတယ်ငငယ်ကကိုရှင်မောင်ကိုအကိုရင်းတို့ဖြစ်နေတာမှို့တယ်ကွယ်ကျွန်တော်မိန်းမကဝင်ပြောတယ်ကျွန်တော်မိန်းမကကျွန်တော်ကိုကိုရှင်မောင်လို့ခေါ်တယ်ကျွန်တော်ကသူ့ကိုမက်ရွှေမလို့ခေါ်တယ်ငငယ်အရေးတဲ့ဆက်မိပြီးရေးရရင်ကိုရှင်မောင်မက်ရွှေမဆိုတာကျွန်တော်တို့ဇနီးမောင်နဲ့ရဲ့အမိပြီးတော့မဟုတ်ပြီး ကိုရှိမောင်မဲရှိမောင်ဖြစ်လာရခြင်းကကိုတင်းစွေမခင်စံတို့ဇနီးမောင်နှံကိုအားကြမိလို့ဖြစ်တယ်။ကိုတင်းစွေကမခင်စံကိုမလို့ခေါ်လို့မခင်စံကကိုတင်းစွေကို မောင်လို့ခေါ်တယ်။ကျွန်တော်တို့ကအလွန်ပင်အားကြမိပေမဲ့မဆက်မရတဲ့ကျွန်တော်ကကျွန်တော်ဇနီးကိုမရွှေမလို့ပြောင်းခေါ်ရမှကျွန်တော်ဇနီးကလည်းကျွန်တော်ကို ကိုရွှေမောင်လို့ပြန်ပြီးတော့နှံလိုက်ခြင်းနဲ့အစွဲပါနေခြင်းဖြစ်တယ်။မောင်လို့အခေါ်ခံဖို့နားမရတဲ့ကျွန်တော်အဖို့အတော်ပင်ဖြစ်လေရဲ့။ ကျွန်တော်ငငယ်ကိုဝင်စီရဲ့အချိန်မှာငငယ်မှာအလူအလွန်ဖြစ်နေရဲ့နာကျင်ကြိုက်ခဲခြင်းကိုမခံရနိုင်စွာနဲ့လူးလွန်ညှိတွားလျက်ရှိရဲ့အန်တလိုပြိုးတတ်တလိုဖြစ်ရမှတတိလေသွားတော့မရအောင်ခံစားနေရရှာတယ်။ရောက်ကမကြီးမှာအတွေ့အဆုံနဲ့အချစ်ဆုံးသမီးဖြစ်ပြီးပြရာခတ်နေရဲ့ကျွန်တော်ကမက်ရွှေမကိုခတ်တဲ့တူမေးရရှာတယ်။ဟေ့မီးရလာဖို့ရက်ရောက်ပြီလားမီးစံအမကကျင်နာစွာရိုးရစွာနဲ့မေးလိုက်တဲ့အခါ ညမကရှုံမဲမဲနာကျင်ကြိုက်ခဲမှုကိုအန်ကျိတ်ခံရင်ကကောင်းနှင်းပြတယ်။အရင်ရင်လာရရလဲဒီလိုပဲခံရလားမေအောင်။ကောင်းနှင်းပြပြန်နေ။ကျွန်တော်ဘာလုပ်ပေးရမှာကိုကျွန်တော်သိရဲ့။ဒါပေမဲ့အစေးတလုံးမထိုးမီယောဂအခြေအနေကိုအသေးချာမီးမြန်းရမှသာဖြစ်တယ်။အိမ်နောက်ငငယ်ကိုကျွန်တော်အထရိုပင်းစေးတလုံးထိုးပေးလိုက်တယ်။အသင်ရှိတယ်ဟင်နာစီဘရန်ဒီကိုလည်းလက်တလုံးတော့မော်ခံရရဲ့။ကလေးမကတောက်တုံးဖို့ညင်ဆန့်ကောင်းခိုင်း။ဟွန်း အကိုကြီးဟာလည်းအရက်တွေပဲ။အိုးဆေးပြေတောက်ရတာပဲငငယ်ကလေ။အမေရောအမကပါဝိုင်းဝန်းတိုက်တာကြောင့်ငငယ်ဟာမျက်စိမိတ်တောက်လိုက်ပြီးရှုံးမနေရဲ့။လာခစားဆရာဝန်နဲ့ဟင်နာစီဘရန်ဒီအသင်ရှိနေခြင်းမှာယုတ်တိမတန်းသလိုဖြစ်နေရဲ့။အမှန်လဲကျွန်တော်တို့မဝေနိုင်ပါ။မတောက်နိုင်ပါ။ဆေးကူသားကမယူလိုက်တဲ့ကျွန်တော်လူနာတယောက်ကလက်ဆောင်ပေးထားခြင်းသာဖြစ်ပြီးကျွန်တော်ကလည်းမတောက်ရက်ပဲအိမ်မှာအလားကြည့်ထားတဲ့ပလင်းဖြစ်တယ်။အဲ့ဒီနောက်ငငယ်ရဲ့အခါမှာရင်ွေးအိတ်ကပ်ပေးထားရဲ့။ ငကြမီငငယ်ကလည်းအနာချင်းအကြိုက်ခဲအတန်သက်သွားသွားတဲ့အတိုင်းတနာစရာလေးအိမ်မောကြသွားတယ်။ကျွန်တော်စီးကူချင်းကဒီမှမပြီးဆုံး။ဒါပေမဲ့ဒီညအဖို့ဒီညတာမိမတို့ဓမ္မတာလာရမှာပြင်းပြစွာ နာကျင်ကြိုက်ခဲခြင်းကိုဒစ်မင်ဒိုရီယာလို့ခေါ်တယ်။ငငယ်ဖြစ်ပုံကဒီတိုင်းမြင်ဖြစ်တယ်။ဒစ်မင်ဒိုရီယာလို့အကြံဖြင့်ခေါ်ရမှာ အသေးစိတ်အပြည့်ဖြစ်ပုံဖြစ်ပြီးသုံးမျိုးရှိရာငငယ်ယောဂမှာမိရဲ့ပေါ်ရမှာခေတ္တသက်တာလိုက် အတော်ကြာဆုတ်ပြီးဆုတ်ပြီးညှက်လိုက်တယ်လို့နားလိုက်ဖြစ်ရတဲ့စပါဘိုတစ်မျိုးဖြစ်တဲ့ဒီအဖြစ်မျိုးကအဖြစ်လေများလေနားလုံးမကနားလာတာကြောင့်ခြေကုံလက်ပန်းကျပြီးတတိပင်မိမတက်ဖြစ်တတ်တယ်။ယာဒီသွေးကြဆင်းလာရင်လေကြဆင်းတဲ့သွေးအနေအများကိုလိုက်ပြီးနာကျင်ကြိုက်ခဲခြင်းမှာတက်တာရတယ်။ညားလေသွေးဆင်းနေညံ့ညတက်တာလေးဖြစ်တယ်။တချို့မှာယာဒီမပေါ်မီတရက်ခန့်ကပင်ကြိုတင်ပြီးဒုက္ခခံကြရတယ်။ယာဒီသွေးကလည်းမကြဆင်းခြင်းဆင်းခြင်းနဲ့ ။သွေးခဲတပွေအနေငယ်လေးတွေလောက်သာပထမရက်တွေမှာကြတယ်။ကြာမှုမှန်ဖြစ်စေကောင်းမှုဆွမ်းရည်လုံးဆောင်အားမှန်ဟန်ပြန်ရင်လည်းဒီလိုဖြစ်တတ်သေးရဲ့။ဆွမ်းရည်ဖြောင်ပြူးတဲ့တအိမ်နဲ့တအိမ်ဝလန်းတွေဟာလုပ်ငန်းမှာအတိုင်ပေါင်းကြီးရတယ်။ဥပမာဆိုရရင်တအိမ်ကညှိအားကိုပြုတ်ရင်တအိမ်ဝလန်းဆောင်ကပွာရောင်းပေးပြီးကြွားဖောင်းတဲ့လုပ်ငန်းကိုဆောင်ရတယ်။တခုကညှစ်ထုတ်ရင်တခုကဖွင့်ရပေးရတယ်။တခုကအပြင်ထွက်ရင်တွန်းကန်ရင်တခုကတကားဖွင့်ပေးရခြင်းကိုဆိုလိုတယ်။ ငငယ်ဖြစ်ပုံမျိုးမှာနာကျင်ရတဲ့အကြောင်းတွေမှာမူမမန်တဲ့တအိမ်ဟာပြင်ပကိုမထွက်နိုင်တဲ့မီးရက်သွေးတွေနဲ့ပြေဖောင်ကတအိမ်သားတအိမ်ကျောတို့တင်ပြီးနာကျင်ဖြစ်နိုင်တဲ့ယောက်ျားရိအဖိုးလူမပြတ်တာကြောင့်စီးသွားဖို့ခန့်နေသူနဲ့တူတယ်။ဒါပေမဲ့ဒါထက်ဆိုရင်တအိမ်တွေရမီးရက်သွေးဟာဘာကြောင့်မစင်းတာလဲ။စီးသဘောအရသူရံပိုလိုင်စင်တအားနေပါတယ်လို့ဆိုနိုင်တယ်။ဒေတာအားဟာသွေးခဲတွေကိုအရေးပြောစေရဲ့။ ငငယ်ယောဂအမြင့်ပြည့်ရေးကိုကျွန်တော်တို့ဆွေးနွေးကြတယ်။ကျွန်တော်တို့ဆိုတာကငငယ်တယောက်မပါဝင်ချင်းကျွန်တော်မဲရွှေမနီရခမကြီးတို့တောင်းဦးတို့သာဖြစ်တယ်။ယောဂအမြင့်ပြည့်အောင် အလွယ်လေးပါမဲရွှေမရဲ့ဒီလိုကျွန်တော်ကပြောလိုက်တော့ငငယ်ဖြစ်စညာကစိတ်တလုံးထိုးပိယုံနဲ့ပြုတ်ခနဲတက်တာရသွားတာကိုအထင်ကြီးနေရောက်ခမကြီးကဒီလိုပြောတယ်။လွယ်ရင်လဲမင်းနှမောက်ကြည့်ပြီးစေးကူပြုံခွဲတို့ဖြင့်မင်းတို့ကလည်းတမျိုးတရွာရောက်နေရနဲ့ သမီးလေးအတွက်ကုန်လိုက်တဲ့ငွေတွေအဲဒီလိုကျွန်တော်တောင်းပေးပြီးရောက်ကမာကြီးထွက်သွားရင်တော့ကျွန်တော်နဲ့ဇနီးမရှိမတို့နှစ်ဦးရဲတာလျင်ငငယ်ကျမ်းမာရေးဆွေးနွေးပွဲကိုလွတ်လပ်စွာဆွေးနွေးရတော့တယ်ရောက်ကမာကြီးရှိမှကျွန်တော်စကားပြောရတာများစွာမလွတ်လပ်ကြည်ကျွန်တော်ကစကားကိုလွတ်လပ်စွာပြောဆိုလိုသူဖြစ်တယ်မရှိမငငယ်ယောဂါကိုလုံးဝပြောက်ခွင့်အောင်စေးကောင်းတစ်ခုတော့ရှိတယ်ကွာဒါပေမဲ့ကိုတော့မတက်နိုင်ဘူးထင်တယ်။အိုးဆရာဝန်လုံးနေပြီဘာမတက်နိုင်ရမှာလဲ။ အရင်အတွက်ဆိုရင် သူတီလို့ကြီးပဲမက်ရွှေမာကနှက်ခမ်းဆိုရဲနှက်ခမ်းဆိုတဲ့အတိတ်ပဲမှာအိုးတဲ့အိုးကမတုံးရခြင်းကြောင့်ဖြစ်တယ်ဆောင်းအိမ်ကတယောက်ယောက်နာမကျန်းဖြစ်ရင်တခြားဆောင်းကိုခေါ်လို့လည်းမသိလျော်အိမ်ကဆောင်းကလည်းခက်ပပော့နေတတ်တဲ့ဆောင်းတို့ရဲ့ဇယိုက်ကြောင့်ဖြစ်လျက်ဥပမာကျွန်တော်မိမာကခေါင်းကိုက်ပြောက်စေးဆေးရုံကယူခဲ့ပါအောင်လေးစေးယူခဲ့ပါအောင်ဆိုရင်ကျွန်တော်ကတခါနဲ့ပဲနီးနေမှာပပလာ မေးပြီးမေ့နေတယ်ကဲဒီလောက်မှမှလို့မရရင် ဆိုင်ကဝင်မေးဆိုမှယူခဲ့ပြတော့တယ်သူတိုင်းငေါ်တက်သေးရကြောင်းအိုးညနေတော့ယူပြီးအောင်ယူခဲ့မေးအဲ့လိုကလေးပြို့ရပြန်နေလာကစားဆောင်ဖို့ဖြစ်ပြီးကျွန်တော်ဟာအိမ်မှာဈေးပြေဝယ်ယူတူလောင်ထားခြင်းမပြုဈေးဟာဈေးုံမှာရှိရယ်ဈေးုံကြီးငါပိုင်နေဆိုရက်လွယ်လုံးတဲ့သဘောရှိမိပြီတယ်ဈေးဆိုရင်တက်တကန်းသာရှိရဲ့ဈေးုံမှာဝင်ပြီးတော့ယူနိုင်နေဆောင်ဖြစ်ပြီးအိမ်မှာစားခါတခွဲစားမြမရှိရကိုမက်ရွှေမှာအခွင့်ကြုံနိုင်ငော့တယ်စကနာထိုးတယ် အဟောပြောတာအမရွှေမရဲ့ကိုတော့တတ်နိုင်မယ်မထင်ဘူးကိုကလည်းဖိုးစာရေးနဲ့မဟုတ်ဘူး။အိုးငွေဘလောက်ပေးရပေးရဝဲပေါ့ဒီမှာမရှိရန်ကုန်မှာပေါ့အေးဒီစေးကရန်ကုန်မှာလည်းမရှိဘူးလန်ဒန်မှာလည်းမရှိဘူးကိုကလည်းဖိုးစာရေးနဲ့မဟုတ်ဘူးဘဘရဲ့မရှိမှာမျက်လုံးပြူသွားတယ်။အော်ကိုကလည်းဖိုးစာရေးနဲ့မဟုတ်ဘူးဘယ်နဲ့အိုးနားဝေးရင်ကောမိမရဲ့မိညမကိုလင်ပေးစားမှယောဂအမြေပြတ်မှာလို့ပြောတာဟဲ့ဟွန်း မဆိုင်တာမက်ရွှေမှာကျွန်တော်ကိုကုတ်ဖဲ့စီတော့တယ်ဒီယောဂမျိုးတွေဒီစေးဟာအစွမ်းထွက်မြက်တဲ့စေကောင်းတလက်ပင်ဖြစ်တယ်ယောဂအစီအမည်ကိုစမ်းစစ်ရမှာအချိန်တန်အရွယ်ရောက်ပြီးမိမလာမြောက်တာနဲ့မရှိမနှောင်းအိမ်အောင်ပြူကြပြီးတောင်းဝေးသမှုပြူကြသူအကျင့်မိမသားတွေမှာဒီလိုယောဂမျိုးဖြစ်ပေါ်တဲ့ဆိုခြင်းမှာမဆိုစကောင်းသောစကားကိုယုတ်တိကင်းမဲ့စွာဆိုခြင်းသာဖြစ်တဲ့ဒါကြောင့်ဒီယောဂအခမ်းစားနေရသူအကျင့်မိမအပေါင်းတို့အဖို့စေစွမ်းကောင်းတက်လက် စင်းနီးတို့တခုဟာအိမ်နာမြို့တာမွေချင်းသာဖြစ်စေတယ်။ငငယ်တို့ရေရွယ်သူကလေးတွေကိုတအိမ်ဝခွဲစိတ်ကူတာမှုတွေပြုလုပ်ပေးဖို့လည်းမသင့်ရော။ရေဘူးရကူတာနေနေဆိုရင်ဒစ်မင်နိုရီးယားရဲ့သမီးပြို့ဟာလေကောင်းလေတဲ့ရနိုင်ရာပြင်ပကွင်းပြင်မှာကျမ်းမာရေးကိုလည်းလှုပ်ရှားမှုပြုကြရမယ်။ဝမ်းချုံမခံရသွေးရနေရင်နီးစက်ရသမားတွေနဲ့ညှိနှိုင်းပြီးစေထိုးတန်တို့စေတောက်တန်တော့အိမ်မှန်ပြီးအစားမှန်စားရပေးလိမ့်မယ်။ တခြားကိုတာနေတခုကတအိမ်ဝလမ်းကြောင်းကိုချက်ပေးခြင်းတွေပြုတ်လုံနိုင်ပြီးရဲ့ဒီနေ့ဟာဆောင်းနေတာတက်နိုင်နေဒါပေမဲ့အိမ်အောင်ချပေးလိုက်ခြင်းကဈေးအကျဉ်းဆုံးနဲ့အရှင်းဆုံးဖြစ်တယ်ဒါပေမဲ့ရွာနာမြက်ရွာနာမစားရွာဖျားရွာသားမယူသေးဆိုရဲမက်ရွှေမာကကျွန်တော်နှစ်နောက်ပြောင်းစိုးနေရဲ့လို့ထင်နေ။အိုးပြောင်းနေစမ်းပါနဲ့အဟုတ်ပြောတာမက်ရွှေမာရဲ့ဒါလို့ပြောရင်လည်းကျွန်တော်ကမက်ရွှေမာကိုစာအုပ်စာတန်းနေပြီးလှန်လို့ပြီးကိုကပြတာရတယ် မရှိမှနားလေသွားတဲ့နောက်သူ့အမေနားလေပုံမှာမခဲရင်တော့ကြီးကျွန်တော်အဆူကိုတမီးကညာအရွေရချိန်ခါမလင်းနဲ့ဆိုတဲ့အတန်ပေါက်ကလေးနဲ့စွာထောက်ခံနေရဲ့ကျွန်တော်ကလည်းထောက်ခံပါတယ်လို့တီးချိန်တန်းတီးပွင့်ချိန်တန်းပွင့်ကထပြီးပြောတယ်အဆူတင်သူကအဆူတင်ပြီးထောက်ခံသူကထောက်ခံနေကန့်ကွက်သူမရှိအဆူကိုအတီးပြုတ်လိုက်တဲ့အချိန်အကောင့်ထဲပေါ်ဖို့က6လနေပါမျှကြာခဲ့တယ် ။ငငယ်ကငေပါသေးရဆိုတဲ့အပြုတ်လက်သုံးစကားကိုဆိုသေးရဲ့။ဒါမှမဟုတ်အာနာပိုင်တို့အတီးပြုတ်ပြီးရဲ့အဆူကိုအကောင့်ထဲဖော်ပြတဲ့။ငငယ်ကလည်းကြကြာငေပါသေးရမနေနိုင်သေး။ကျွန်တော်တို့ကကျန်းမာရေးအခြေအနေရဈေးအပြည့်ဝါပြည့်အိမ်အောင်ပြုတ်ဖို့အတင်းတိုက်တွန်းရတယ်။အာချောက်လူကမန်းမင်းပြောရတယ်။အဲဒီနောက်မှာတော့ငငယ်တယောက်ပျော်မဆုံးမောမဆုံးတပြုံပြုံနဲ့ကျန်းမာလှကြည့်ရဲ့။ကျွန်တော်ဆေးထိုးပေးဖို့ပဲမလိုတော့ဘူး။ကျွန်တော်ကမက်ရွှေမာကိုပြောလိုက်ရသေးရဲ့။ဟဲ့မက်ရွှေမာရဲ့ ဆေးမီတို့လည်းဆွဲပါလေဟကျွန်တော်ဆိုတာကမောင်းတင်မဟုတ်ပါကြီးပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တယ်ဆိုင်ရီတို့မောင်းတင်ရေးသားထားတယ်ကျွန်တော်ခင်မဆိုတဲ့ဇလန်လေးကတော့ဒီမှာတင်ပေးပါပြီဇလန်ကောင်များစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်